ုံမှန်ဆိုရင်ကျွန်တော်တို့တွေကအဲကွန်းကိုနံပါတ်16လောက်ဖွင့်ထားရင်တော့လူကတော်တော်ကက်ခိုက်တုံနေပြီနော်။ဒါပေမဲ့ဒီစကားထဲကမီလီဆိုတဲ့အကောင်မလေးကတော့ -80 ဒီဂရီရှိတဲ့အေးရန်ထဲမှာတယောက်တည်းပိတ်မိနေခဲ့တယ်တဲ့။ဒီနေ့ကျွန်တော်ပြောပြပေးမှာပေးသွားမယ်ဇက်ကားကတော့2022တုန်းကတွက်ခဲ့တဲ့မီလီဆိုတဲ့ဇက်ကားလေးဖြစ်ပါတယ်။ဒီဇက်ကားလေးကတော့ Survivor Trailer ဇက်ကားမျိုးစားဖြစ်ပြီးတော့ Minimi Jan V Kapoor ကအဓိကပါဝင်တယောက်ဆောင်ထားပါတယ်။ ဇလန်ကြီးကိုပြောမယ်ဆိုလို့ရှိရင်တော့မီလီဆိုတဲ့ကောင်မလေးကအဖေတခုသမီးတခုနေထိုင်ကြပြီးတော့သူနာပြုကျောင်းစဉ်ကောင်မလေးတယောက်သူက Facebook site တခုမှာလုံလုံနေတယ်။သူ့မှာမျိုးရိုးဆက်မတူတဲ့ချစ်တူကောင်လေးတယောက်လည်းရှိတယ်။တနေ့တော့အဖေနဲ့ဒီချစ်တူကောင်လေးကြောင့်ပြဿနာကြီးဖြစ်ကြပြီးတော့သူစိတ်ညစ်နေတဲ့နေ့မှာပဲသူအလုံလုံနေတဲ့ဆိုင်ရဲ့အေးငယ်ထဲမှာသူကမတော်စပြိမိသွားပါလေရောပြိမိသွားတာကမဘလောက်ထိအောင်လဲဆိုလို့ရှိရင် -80°C အထိတောင်ပြိမိသွားတာဒီအခြေအနေတွေကိုသူကဘယ်လိုဖြတ်ကျော်သွားမလဲသူအသက်ရှင်နေရ Survive လုပ်နိုင်ပါမလား လူတွေကရောသူ့ကိုရှာခွေတွေ့ရှိပြီးတော့ကဲတင်သွားနိုင်ပါမလားဆိုတာကိုစိတ်ဝင်စားဖွယ်ကောင်းအောင်အဲစိတ်တုံ့လုပ်ဖွယ်ကောင်းအောင်ရိုက်ကူထားတဲ့ဇက်ကားလေးတစ်ခါဖြစ်ပါတယ်ဒီဇက်ကားက2019လုံးကထွက်ခဲ့တဲ့မလယာလမ်ဇက်က Helen ကို remake ပြန်ပြီးတော့ရိုက်ကူထားတာဆိုပေမဲ့မင်းသမီး Jenvi ကပူးရဲ့တယောက်ဆောင်ကောင်းပုံကြောင့်ဒီဇက်ကားက remake လို့တော့မထင်ရတော့တဲ့အထိအောင်ဖြစ်ခဲ့ရပါတယ်ဒီဇက်ကားကိုကြည့်ရှုရရင်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးမှာတင်ပေးထားပါတယ်